မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကငွေကြက်ဘီလီယံပေါင်းများစွာရိုက်ထုတ်ခြင်း VPN များကိုပိတ်ပင်ခြင်းများကိုလုံဆောင်ပေးတဲ့နောက်မှာပြည်သူများကို online digital ငွေကြေးနဲ့ digital ငွေပေးချေမှုစနစ်များကိုအသုံးပြုရန်အမိန့်ထုတ်ပြန်ညွှန်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကဇွန်လ12ရက်နေ့ကထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်များမှာ ဗန်များနဲ့မိုဘိုင်းငွေရေးကြေးဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့ဝန်ကြီးဌာနနဲ့အများပြည်သူများရဲ့ဒီဂျစ်တယ်ငွေပေးချေမှုများကိုအသုံးပြုနိုင်ရေးအတွက်ပမာဏကြီးမားတဲ့ငွေပေးချေမှုများအတွက် CBM Next System RTGS စနစ်ပမာဏသိငယ်တဲ့ငွေပေးချေမှုများအတွက် CBM System ACH စနစ်တို့ကိုအသုံးပြုရန် QR အသုံးပြုငွေပေးချေမှုများ လက်ရှိအကောင့်ထဲပေါ်နေတဲ့ Digital Payment Switch နဲ့ ချိတ်ဆက်ဆောင်ရွက်ရညွှန်ကြားထားတယ်လို့သိရပါဗျ။စစ်ကောင်စီဗဟုပံရဲ့အတမချက်များကိုမလိုက်နာပါကငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုံမှ154အရာစီမံခန့်ခွဲရေးနီးလန့်အရာအရေးယူဆောင်ရွက်သွားရညွှန်ကြားထားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကလက်ရှိအသုံးပြုနေတဲ့ငွေရေးကြေးရေးကဏ္ဍကို Digital ငွေကြေးအဖြစ်နဲ့ပြောင်းလဲအသုံးပြုရန်စီစဉ်ခြင်းဟာငွေကျပ်ဘီလီယံပေါင်းများစွာရိုက်နှိပ်ထုတ်ဝေရခြင်းကနေပြီးတော့ရှောင်ရှားရန်အဓိကဖြစ်ပြီးတော့ digital ငွေရေးကြေးအတွက်စီးပွားရေးနဲ့ဗန္ဓာရေးဆိုင်ရာအာမခံချက်မရှိဘူးလို့သိရပါတယ်။နိုင်ငံတကာမှာလိုမျိုး digital ငွေရေးကြေးနဲ့စီးပွားရေးကဏ္ဍတစ်ခုလုံးချိတ်ဆက်ထားခြင်းမရှိဘဲနဲ့လက်ပူတိုက်ပြီးတော့ကျပ်ငွေဘီလီယံနဲ့ခြေပြီးတော့ရိုက်ထုတ်ရခြင်းကနေရှောင်ရှားရန်လုံဆောင်လာခြင်းဖြစ်တယ်လို့စီးပွားရေးတွန်းကျင်သူတချို့ကမှတ်ချက်ပြုလာပါတယ်။သူတို့ကိုဘလို့တွားယုံလို့ရမလဲငွေတွေအများကြီးရိုက်ထုတ်နေရတာကိုသူကဝန်ထမ်းတွေကိုလမ်းစာပေး Digital ငွေကြေးနဲ့ပေးမယ်ဝန်ကြီးဌာနအသုံးစရိတ်တွေကို Digital ငွေပေးချေမှုနဲ့ပေးမယ်ပေါ့ဒီလိုလုပ်ချင်တာ ဲ့ဒါကလည်းတကယ်တော့ခိုင်မာတဲ့စီးပွားရေးရှိရမယ်ငွေလဲနှုန်းတည်ငြိမ်ရမယ်တိုင်းပြည်ရဲ့ GDP နဲ့စီးပွားရေး sector တစ်ခုလုံးကတည်ငြိမ်မှ digital ငွေကြေးကထွန်းကားတာအခြေခံအချက်တွေကအများကြီးပဲအဲ့ဒါတွေပြောရရင်အများကြီးပဲလူချင်းကတော့အခုစစ်တပ်ကဈေးကွက်စီးပွားရေးမဟုတ်ပဲနဲ့လှုပ်ချင်တယ်လို့လှုပ်ဖမ်းချင်တယ်လို့ဖမ်းနေတဲ့အချိန်မှာဘလို့မှ digital ငွေကြေးစနစ်ကမအောင်မြင်နိုင်ပါဘူးငွေတွေမရိုက်ထုတ်တော့ပဲနဲ့ဝန်ထမ်းအနေနဲ့စစ်သားတွေကို digital ငွေကြေးနဲ့လာစားပေးဖို့ပြောင်းလုပ်တဲ့လုပ်ရလို့ပဲမြင်ပါတယ် အင်တာနက်တောင်မှတနိုင်ငံလုံးဖြတ်တောက်နေတာဘလို့ digital ငွေကြေးသုံးမလဲမီးမလာတဲ့နိုင်ငံမှာ EV ကရောင်းတဲ့အကွက်ပါပဲလို့ဘန်ဒာရေးဆိုင်ရာကျွမ်းကျင်သူ CDM အရာရှိတဦးကသုံးသပ်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ Freegan Data တိုင်းဆက်ဌာနချုပ်အခြေစိုက်ရာရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့ရဲတပ်ချက်ကြီးတဦးဓာတ်နဲ့ထိုးတက်ခံရတဲ့အမှုမှာဓာတ်နဲ့ထိုးတဲ့အဖွဲ့ဟာ အမှတ်၄အဆင့်နဲ့ဆက်သွယ်ရေးတပ်ကဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်မှာ၂၀24ခုနှစ်ဇွန်လ9ရက်နေ့ည7:00နာရီမထိုးခင်အချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ချိုင်းတုံမြို့အမှတ်9ရပ်ကွက်အတွင်းမှာရှိတဲ့ရွှေနဂါးစားတောက်ဆိုင်ကနေဇင်မျိုးထွန်းမင်းစော်ထွန်းနဲ့စိုင်းဝေထွန်းတို့သုံးဦးဟာစိုက်ကဲနှစ်စီးနဲ့မောင်းပြီးတော့နေအိမ်ရှိရာဝေါ်ခုတ်ကျေးရွာကိုပြန်လာတဲ့လမ်းမှာ Toyota Crown အမျိုးအစားအဖြူရောင်ကားနဲ့ Toyota Wish ကားတို့ကိုမောင်းနေလာတဲ့အမျိုးသား၄ဦးနဲ့စကားများရန်ဖြစ်ရာကနေပြီးတော့ကားမောင်းလာတဲ့အဖွဲ့ကကားပေါ်ကနေဆင်းလာ ြီးတော့ဓားနဲ့ထိုးတက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စုံစမ်းမှုများအရာကားတွေကိုမောင်းလာတဲ့သူတွေတဲကအမျိုးသား၂ဦးဟာအမှတ်၄အစစ်မြင့်ဆက်သွယ်ရေးတပ်ကဖြစ်တယ်လို့သိရပါတယ်။လူတက်တရားခံများကိုဖမ်းဆီးရမိထားပြီးတော့လူတက်တဲ့အဖွဲ့ဟာစစ်တပ်ကဖြစ်နေတဲ့အတွက်ကြောင့်ရဲလက်ကိုမအပ်တော့ဘဲစစ်တပ်ကိုခေါ်ဆောင်သွားကြောင်းနဲ့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အပြင်ကိုတရင်မပေါက်ကြရန်အတွက်ပြုတ်ဝညွှန်ကြားထားတယ်လို့သိရပါတယ်။ ဒီကိစ္စမှာတပ်ဘက်ကပါနေတော့ရဲလက်ထဲမှာမထားတော့ဘဲနဲ့တပ်ကလူတွေကပဲတပ်ကိုပဲခေါ်ထားတယ်ကျန်တာကတော့အထက်ကလူကြီးတွေပဲလှုပ်ဆောင်မဲ့သဘောပဲဘလို့အေးအေးယူမလဲဆိုတာတော့မသိသေးပါဘူးတပ်နဲ့ပတ်သက်တဲ့ကိစ္စဆိုတော့ထုံးစံအတိုင်းလှုပ်ဝက်ပဲပေါ့ဗျာလို့အမည်မဖော်လို့တဲ့တပ်တွင်းသတင်းအင်းမေကပြောဆိုထားပါတယ် စကားများရန်ဖြစ်ပွားမှုကြောင့်ဆိုင်ကယ်စီးလာတဲ့၃ဦးတည်းက၁ဦးဟာတေဆုံးသွားပြီးတော့ကျန်တဲ့၂ဦးဟာဒဏ်ရာတချို့ရရှိသွားကြောင်းနဲ့တေဆုံးသွားတဲ့သူဟာနေတီတော်မှာတာဝန်ကျနေတဲ့ရင်ထင်းရဲတပ်ဖွဲ့ဝင်တက်ကြကြီးမင်းစော်ထွန်းဖြစ်ပြီးတော့၎င်းဟာကျိုင်းတုံကိုခွင့်နဲ့ခိတ္တပြန်လာသူဖြစ်တယ်လို့သိရပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျိုင်းတုံမျိုးမှာရဲစခန်းမှာအမှုဖွင့်ထားခြင်းရှိမရှိကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်။တရင်ကတော့မွန်ပြည်နယ်ပေါင်မြို့နယ်ထမ်းပင်ချောင်းလေးကျေးရွာအုပ်ချုပ်ရေးမှု ချစ်ဝင်းဟာဒီကနေ့မနက်ပိုင်းမှာပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မနက်9:30မိနစ်အချိန်ပေါင်မြို့နယ်ထမ်းမင်ချောင်းလေးကျေးရွာမှာရှိတဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးချစ်ဝင်းရဲ့နေအိမ်ကိုတနက်သမားနှုတ်ကရောက်ရှိလာတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့အုပ်ချုပ်ရေးမှူးချစ်ဝင်းစီကနေပြီးတော့ဖုန်းနှလုံးနဲ့ပတ်စံများတောင်းယူပြီးတော့တနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးချစ်ဝင်းဟာတနက်တန်းရ9:00ချက်နဲ့ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗါတယ်။အလားတူပဲမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အကြမ်းဖက်စစ်ကောင်စီရဲ့ကင်းဘုံကို လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကို Black Eagle Force တုံးခွ PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဇွန်လ13ရက်နေ့ည7:35မိနစ်အချိန်ကမှစိုက်ထုံမြို့နယ် ်တစ်စိတ်ပင်ကြေးရွာနဲ့နန့်ရန်ကုန်ကြေးရွာအတွင်းကိုကင်းမုံထိုးလာတဲ့အင်အား60ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက40မမဘုံဒီ6လုံးအီနာကဘုံဒီ2လုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုရှိတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုအရေအတွက်ကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့ Black Eagle Force 3ခွ PDF ကတာဝန်ရှိသူကပြောဆိုထားပါဗါတ ယ်၎င်းတိုက်ခိုက်မှုကို Black Eagle Force တုံးခွ PDF နဲ့ Bahans Guerrilla Force BPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ Black Eagle Force တုံးခွ PDF ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ update သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ကလေးမျိုးနယ်ဤပညာတက္ကသိုလ်ကျောင်းရှိတာယာဝတီရွာတဲကိုအကြမ်းဖက်စစ်ကောင်စီကမနေ့ကမနက်7တနားရီဝင်းကျင်မှာရွာတွေတဲကိုဝင်ပြီးတော့နေအိမ်တွေကိုမိရှုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံတအုပ်က GTC မှာတက်ဆွဲနေတဲ့စစ်ခွေးတွေကတနက်ငယ်တွေဖောက်ပြီးတော့ရွာကိုမိရှောက်ရှုပ်နေကြတယ်ရွာတွေကနေလဲစစ်ကူကားတစီပို့လာတယ်မြောက်ပိုင်းမှာလိုမျိုးတောင်ပိုင်းမှာကိုလည်းဖုန်းလိုင်းတွေဖြတ်ဖို့စီစဉ်နေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံရွာမြို့အခြေစိုက်အာနာသိန်းစစ်ကောင်စီအုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကာကင်းစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီကအနီးအနားမှာရှိတဲ့ခြေရွာတွေကိုတိုက်လေရင်နဲ့ဘုံကျဲနေလို့စစ်ပေးရှောင်ပြည်သူလင်မယားနှောက်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ13ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာမုံရွာနားမခနဲ့မနီမဝေးဘူးတလင်မြို့နယ်ညောင်သူများရွာနယ်ညောင်ကုန်းရွာကိုစစ်ကောင်စီအုပ်စုက Jet Fighter တိုက်လေယာဉ်နဲ့ဘုံကျဲတပ်ဖြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ဆိုင်ကယ်နဲ့စစ်ပေးဆောင်ထွက်ပြေးတဲ့လင်မယားနှအူဘုံထိမှန်ပြီးတော့တိတ်ဆုံးသွားတာလို့ဘူးတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖဖွဲ့ဝင်တဦးကပြောဆိုခဲ့ပါတယ်။ညောင်သူများနဲ့ညောင်ကုန်းကြားကစစ်ဆောင်ရေးနဲ့ဆိုင်ကယ်စီးနေတဲ့လင်မယားနှစ်ယောက်ကတော့ပွဲချင်းပြီးပဲ ချင်းတွင်းမြေကမ်းဘေးမှာဖြစ်တာလို့ပြောဆိုခဲ့ပါတယ်။လေကြောင်းပုံကျဲခံရတဲ့ညောင်သူများရွာနဲ့ညောင်ကုန်းရွာဟာနမခနဲ့တမိုင်ခွဲဝင်းကျင်သာကွာဝေးတဲ့ရွာတွေဖြစ်တယ်လို့သိရပါတယ်။ဇွန်လ17ရက်နေ့ကနမခကာကင်းစခန်းဖြစ်တဲ့ဘူးတလင်မြို့နယ်ထီတော်တင်ရွာစစ်ကောင်စီအုပ်စုအထိုင်းစခန်းကိုတော်လိုက်တဲ့ဖွဲ့တွေကစီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစခန်းသိမ်းနိုင်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စု9ယောက်ကိုတုံ့ပန်းအဖြစ်နဲ့ဖမ်းမိခဲ့တယ်လို့ အလောင်းခေါ်တာလောင်းနဲ့လက်နဲ့ခဲရံတွေကိုတင်စီရမိခဲ့တယ်လို့သိရပါဗါးအဲ့ဒီနာမခကာကင်းစခန်တိုက်ခိုက်ခံရကအထိနာအသေးများတဲ့စစ်ကောင်စီအုပ်စုကအခုလိုမျိုးအရက်သားပြည်သူတွေကိုပြစ်မှတ်ထားနေပြီးတော့တိုက်လေရင်နဲ့ဘုံကျဲပစ်ခတ်တပ်ဖြတ်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါဗါးထီတော်တင်ရွာစစ်ကောင်စီအုပ်စုစခန်တိုက်ခိုက်ခံရတဲ့အချိန်နာမခကနေစစ်ကူလာတဲ့စစ်ကောင်စီအုပ်စုဟာလည်းလက်ရှိမှာဘုဒ္ဓလင်နေတဲ့ကရွာစဉ်ကိုပတ်မှွေပြီးတော့စစ်ကြောင်းထိုးကဖောက်ထွင်းလူရဲအကြမ်းဖက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတယ်လို့မြို့နယ်ပအဖအဖွဲ့ဝင်တွေကပြောဆိုထားပါတယ်လက်ရှိမှာ စစ်ကောင်စီအုပ်စုကရွာစဉ်ပတ်မွေစီးနှင်းလူရအကြမ်းဖက်နေလို့ထီတော်တင်ညောင်သူများနဲ့ညောင်ကုန်းရွာအပါဝင်ဘုဒ္ဓလင်နဲ့တောင်ကျမ်းမှာရှိတဲ့ကျေးရွာကဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခမညာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမညာ